ဒီနေ့အောက်တိုဘာ23ရက်နေ့အတွက် People's Print ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ထိုင်းမြန်မာနယ်စပ်မှာကြားဖြတ်လုပ်ငန်းကြောင့်နမိတ်ဆိုးနဲ့ကြော်ကြားနေတဲ့ KK Box စီမံကိန်းဝင်းတဲ့ကထွက်ပြေးလာသူတရုတ်နိုင်ငံသားတချို့ BGF ထိန်းချုပ်ထားတဲ့မြောက်ဝတီမြို့နယ်ရွှေကုတ်ကုံမြို့သစ်စီတိမ်းရှောင်နေကြတယ်လို့သိရပါဗျ။ KK Box ဝင်းကိုစစ်တပ်ကထပ်မံစီးနှင်မယ်ဆိုတဲ့သတင်းကြောင့်အဲ့ဒီစီမံကိန်းနေရာကတရုတ်နိုင်ငံသားတွေနဲ့လုပ်သားတွေမနေ့ကအလုံးအင်းနဲ့တိမ်းရှောင်လာကြပါရဲ့ရှင်။ မန္တလေးတိုင်းမတရားမြို့နယ်အရှိချမ်းမှာမနေ့ကတိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်တပ်ကအသေးခံတိုးလာတာကြောင့်ဒေါ်လာရဲတပ်တွေကကြေးရွာ၃ရွာလောက်နောက်ဆုတ်ပေးလိုက်ရတယ်လို့ဒေသခံတချို့ပြောပါတယ်။မနေ့ကမနက်၉နာရီလောက်ကစပြီးမတရားမြို့နယ်ငါးလုံးပြုံရွာရဲ့မြောက်ဘက်မှာတိုက်ပွဲဖြစ်ခဲ့တာလို့သိရပါတယ်ရှင်။စကိုင်းတိုင်းတမူးမြို့နယ်ဆက်နမိုင်ဝန်းကျင်အကွာမှာတည်ရှိတဲ့နတ်မွန်တားရွာကိုမနေ့ကမနက်ပိုင်းမှာစစ်တပ်စစ်ကြောင်းဝင်လာလို့ဒေါ်လာရဲတပ်တွေကခုခံတိုက်ခိုက်ခဲ့ရပါတယ်။ စစ်တပ်ကတေဆုံးရုပ်အလောင်းတွေတဲပြီးပြန်ထွက်ပြေးသွားလို့လက်ရှိမှာတော့ရွာကိုကာကွယ်ရေးတပ်တွေကဆက်ထိန်းထားနိုင်တယ်လို့သိရပါတယ်ရှင်။ရန်ကုန်မှာတည်ငြိမ်အေးချမ်းမှုကိုပြသဖို့အတွက်ဆိုပြီးပွဲတွေမပြတ်အောင်စီစဉ်ကျင်းပရမယ်လို့အာနာသိန်းစစ်ကောင်းဆောင်ကညွှန်ကြားထားကြောင်းပွဲစီစဉ်သူတွေကပြောပါတယ်။ရန်ကုန်မှာရာသီအချိန်ခါမဟုတ်ပဲပွဲစည်းတွေကိုမြို့နယ်အလိုက်ကျင်းပပြုလုပ်နေတာဖြစ်ပြီးစစ်တပ်လက်အောက်ခံ YMPA ကဥဆောင်ပြုလုပ်နေတာလို့သိရပါတယ်ရှင်။